ုရနနာဘောဟာဓမ္မင်တွေအုံမင်တွေလောက်ထီအောင်မြင်မနိုင်တယ်လို့ယုံကြည်ကြပါတယ်။များသောအားဖြင့်လူကိုတိုက်ရိုက်ထိခိုက်တာ အနေပြုတော့နှဲပါတယ်။ဒါပေမဲ့သူတို့ကကြီးမားတဲ့အတွက်လမ်းသောလမ်းလာတွေကိုမြင်သာယုံနဲ့ထိတ်လန့်တုံ့လောက်တာမြင်အောင်ထင်အောင်ထင်မှားဖြစ်စေတာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။သူတို့နယ်မြေကိုကျူးကျော်ပြန်တန်းသွားတဲ့အခါခြောက်လန့်လာမျိုးတွေရှိပါတယ်။သူတို့တွေဟာတောနဲ့တွေတောင်ကုန်းမြင့်တွေလူသူရောက်ပေါက်နေပါတယ်တပင်းကြီးတွေနဲ့ဇီရီဘလူးဟောင်းတွေမှာရှိရလို့ဆိုပါတယ်။ အဲ့လိုကြီးမားတဲ့ဘဝင်တွေကိုမြင်ရသူတွေဟာချက်ချင်းဆိုသလိုစိတ်တုံလုပ်ပြီးဖြားနာတာတွေသတိလစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒီဖြစ်စဉ်နဲ့တူတဲ့ပြပြတစ်ခုကိုပြောပြခြင်းပါတယ်အတိတ်ရောက်ကြုံတွေ့ခဲ့ရတဲ့ပြပြပါအဲကျွန်တော်တင်တဲ့ညောင်းတစ်ခုတက်တော့ကြုံတွေ့ခဲ့ရတာပါတင်တဲ့ဟာဆောင်းမပဲနေရတာဆိုတော့တကယ်ချင်းနေအများကြီးနဲ့ပြောစရာကြီးပေါ့နွေရည်ဆိုတော့ဘူးလို့တော်တော်များများဝန်ထမ်းမှထွက်ကြတာအကုန်ဖျားရီကိမီတန်းစီပြေးရတာဆိုတော့ပြောဖို့တော့ကောင်းတယ်ကျွန်တော်ကလည်းအဲ့ပြီဆိုရင်မိုးလင်းမနိုးရဲ့ အဲ့ဒီညာလည်းအစိုးရအိပ်ပို့သွားတယ်ပြဿနာကညာ7နာရီလောက်မှစတာပဲအကုန်လုံးကဝုန်းနဲ့ထပြီးသွားကြတာကျွန်တော်ကလည်းဆူညံတဲ့အတွက်ကြောင့်လန့်လို့ပါလေရှင်းရလူတွေကတော့အချောက်ခံပြီးလို့ကြောက်လို့ထွက်ပြေးသွားကြပြီကျွန်တော်လည်းကျွန်တော်တငယ်ချင်းတယောက်ပဲကျန်တော့တာတခြားသူတွေမရှိတော့ကြောင်တော်တော်ဖြစ်နေတာပေါ့ကျွန်တော်လည်းဘေးကတငယ်ချင်းကိုနှိုးလိုက်တယ်တငယ်ချင်းကလည်းအရှင်မူလူနဲ့ထလာတယ်မျိုးလုံးတွေပါလေပို့ပြီးကျွန်တော်ကိုကြည့်ပြီးတော့အဲ့အချိန်မှာသူ့အတန်းတော့တုံတယ်ဖေးအောင်မင်းမင်းတော့ကိုကြည့်အောင် နောက်ကိုကြည့်လိုက်မှအရင်မှန်ကြီးတစ်ခုကိုမြင်လိုက်ရတာဗျာပြီးတော့အဲ့အရင်ကြီးကကြည့်လေကြည့်လေကိုထက်မြင်နေတယ်အဲ့ကြောင့်မှကိုလည်းကြောက်လန့်ပြီးထပ်ပြရတာပဲမနဲ့ရောက်တော့တငယ်ချင်းတွေကိုလည်းပြန်ပြောကြတော့ရှေ့ရဲ့လူတွေကတော့ခြေထောက်တွေကိုလိုက်ဆွဲခံရတာတဲ့စောင့်ဆွဲတာမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းပုတ်ပြီးကမှချော့ချော့ပြီးဆွဲတာတယောက်ချင်းစီကိုအဲ့လိုလုပ်တာတဲ့အဲ့ဒါကြောင့်နှုတ်ပုံညပြီးအကုန်လုံးကလန့်ပြီးထွက်ပြေးသွားကြတာအဲ့နောက်ပိုင်းအပြင်ကဘယ်သူမှထွက်မေးကြတော့ဘူးတခြားရင်တော့လူတွေတော့လည်းအဲ့လိုဂျုံငယ်ဘူးရဲ့တဲ့ လူချင်းမင်းတို့ရောအဲ့လိုကြုံတွေ့ဘူးတဲ့သူတွေရှိလားတခြားကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေရှိရင်လည်းလာရောက်ပြီးပြောပြပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်